ဘယ်လိုမင်္ဂလာပါဒီအခုခွန်အားရတာဒီကို ပြောပြခြင်းပါတယ်ရှင်ပါတဲ့ခန်းကြီးစနစ်အငယ်36နာစုတီကလူတို့ဒီအကျိုးမဲ့သောစကားကို ပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စကြောခြင်းကို ခံရကြလက်တံတင်စကားများအဖြစ်တင်သည့်အပြစ်လွတ်လိမ့်မည် သို့မဟုတ်တင့်စကားများအဖြစ်အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန်တော်မူ၏ဒီစကားကရှမာသဲစနစ်အငယ်36-39မှာဒီယေရှုခရစ်တော်ဖျားကပြောထားတဲ့စကားဖြစ်တယ်ယေရှုခရစ်တော်ဖျားကဘာပြောလဲဆိုတော့လူတို့အားတဲ့အကျိုးမဲ့တဲ့စကားကိုပြောသမျှတွေ့တယ် တရားဆုံးဖြတ်တော်နေ၌စစ်ကြောခြင်းကိုခံရကြမယ်တဲ့။တင့်စကားများအပြည့်တင်ဟာအပြည့်လွတ်မယ်လို့ပြောထားရဲ့။ဒို့မဟုတ်တဲ့တင့်စကားများအပြည့်အပြည့်စီရင်ခြင်းကိုခံရမယ်လို့ပြောထားပါရဲ့။ဒို့ကြောင့်ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ပြီးပြောဆိုရဲ့စကားလုံးတိုင်းကအရေးပါပါတယ်အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့ ီလောကမှာအသက်ရှင်တဲ့အခါမှာဘသူကိုယုံကြည်ပြီးဝန်ခံနေလဲဆိုတာအရေးကြီးပါတယ်ဒီယေရှုခရစ်တော်ဘုရားကိုတင်ကယုံကြည်ပြီးဝန်ခံရင်ယေရှုခရစ်တော်ဘုရားကိုမိမိအထဲမှာနေရာပေးရင်နှုတ်ဖြင့်ဝန်ခံစိတ်နှလုံးဖြင့်ယုံကြည်ပြီးနေရာပေးရင်တော့တင်ကအပြစ်စီရင်ခြင်းစစ်ကြောခြင်းနဲ့ကင်းလွတ်မှာ ဖြစ်ပါတယ်အပြည့်စီရင်ခြင်းစစ်ကြောခြင်းဆိုတာကဒီအပြည့်ငရဲကနေလွတ်မြောက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်ယေရှုခရစ်တော်ဖျားကိုယုံကြည်ရင်ယေရှုခရစ်တော်ဖျားကိုအရှင်သခင်ဖြစ်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ပြီးမိမိအแทမှာစေလုံးသားထဲမှာကျွန်တော်တို့အแทမှာနေရပြီးရင်ကျွန်တော်တို့ဟာ အပြင်ကင်းနဲ့လောကမတက်ဆိုင်တော့ပါအပြင်ကင်းကနေလွမြောက်တော့သူအပြင်ကင်းကအေးလောကမပတ်တတော်သူ နောင်တမွန်ရအမှန်ခံချက်ယေရှုခရစ်တော်ဖျားဤနိုင်ငံတော်ထဲမှာသာရတဲ့သာရနေရာရရှိမှာဖြစ်တယ်ယေရှုခရစ်တော်ဖျားရဲ့နိုင်ငံတော်ထဲမှာကျွန်တို့နေရာမှာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ဖျားကို ယုံကြည်ပြီးနှုတ်ဖြင့်ဝန်ခံတတ်ဖို့အရေးကြီးကြောင်းအရေးပါကြောင်းဒီစကားတော်ကယေရှုခရစ်တော်ဘုရားရဲ့စကားတော်ကပြောထားခြင်းဖြစ်ပါတယ်။ဒါကြောင့်နောက်တမန်တော်အမခံချက်ထာဝရတည်းရရှိဖို့စိတ်နှလုံးဖြင့်ယုံကြည်ပါနှုတ်ဖြင့်ဝန်ခံပါ။ယခုပင်ခေါ်ပိတ်လက်ခံပါ။ဒါကြောင့်ဆုတောင်းပါယေရှုခရစ်တော်ဘုရား ကျွန်တော်စိတ်လုံးတိုင်းထဲမှာအချင်းဝတ်ဆူဆန်နေရယူတော်မူပါယေရှုခရစ်တော်ဖျားကိုကျွန်တော်စိတ်ကျွန်ုပ်စိတ်လုံးသားရဲ့မှာအရှင်သခင်ဖြစ်ကယ်တင်ပိုင်ရှင်ဖြစ်နေရပေးပါရဲ့ယေရှုခရစ်တော်ဖျားပြီးတော်မူသောထာဝရတတ်ကိုကျွန်ုပ်စိတ်လုံးသားရဲ့မှာ ကျွန်ုပ်ထဲမှာရောက်ပန်ဆိုင်မှုပြုပါရဲ့ယေရှုခရစ်တော်ဖျားဒီကျွန်ုပ်ဘဝတတ္တရဲ့အရှင်ဖြစ်တော်မူပါရဲ့ ယေရှုခရစ်တော်ဘုရားဒီကျွန်ုပ်ဘဝတတ္တာဤကယ်တင်ပန်ရှင်ဖြစ်ပါရဲ့ယေရှုခရစ်တော်ဘုရားကိုကျွန်ုပ်စင်လုံးသားထဲမှာနေရာပေးပါရဲ့ခင်ယေရှုဘုရားနာမတော်နဲ့အာမင်ထို့သို့တင်ယုံကြည်ပြီးဝန်ခံဆုတောင်းရင်အပြင်ရဲမှာလွတ်မြောက်ခြင်းနောက်တမန်တော်အတွက်အာမခံခြင်းရရှိမှာဖြစ်ပါရဲ့အာမင်ဘာဘာကြားခင်ကောင်းချီးပေးပါစေ